တို့တရားနာတယ်ဆိုတာပြင်းလို့နာတာဖြစ်เสียအတိညာရဖို့နာတာပဲဖြစ်ရရသဝရတရားဟာပြင်းပြအောင်ဟောတာတခုမှမပါဘူးနော်အပြင်းပြကိုဟောတာမဟုတ်ဘူးအတိညာရကိုဟောတာအတိညာဆိုတာကြာဘူးနာဝရှိသွားတဲ့အခါမှာကြာယုံကြာပြီဒီတိုင်းထားသွားလို့ရှိရင်လည်းဘာမှရမှာမဟုတ်ဘူး ကြားပြီးတော့မှတ်ရမှတ်ပြီးတော့စဉ်းစားရစဉ်းစားပြီးတော့ရှောင်တဲ့နာနဲ့ဆောင်တဲ့နာရှောင်ရံဆောင်ရံရှောင်ရမယ်အောင်ရှောင်မယ်ဆောင်ရမယ်ဆိုအဲ့ဒီကြမှာအကျိုးဖြစ်ထွန်းတာဒီလိုဖြစ်ဖို့လိုတယ်တရားဝဲတွေနှုတ်ပြီးတရားကျင့်ပါတယ်တရားဝဲကြီးတွေကျင့်ပါတယ်တရားနာတယ်ဆိုတာအဋ္ဌညာရဖို့လာတာအဋ္ဌညာနေရရမယ် ဘဝမှာနေနေထိုင်နေတယ်သိရမယ်မြတ်စွာဘုရားအဆုံးအမတွေသိရမယ်သိပြီးတော့အဲ့ဒီအဆုံးအမတွေကိုစွတ်စွတ်မြင်မြင်မှတ်သားရမယ်မှတ်သားပြီးတော့အတိတ်ပဲရှင်းအောင်စဉ်းစားရမယ်ပြီးပြီဆိုတဲ့အခါကျင့်ရမယ်ဒါမြတ်စွာဘုရားလမ်းညွှန်ပေးချက်ပဲလေဒီကျမအကျိုးဖြစ်ထွန်းတယ်ဆိုတာရှိတယ်